မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွဆက်သလိုပါတယ်ဒီကနေ့တော့တမလွန်မှာလူတိုင်းကိုဖရာသခင်ကစီရင်မဲ့အကြောင်းဘာသာတရားတိုင်းလူမျိုးတိုင်းပါမကြမ်းဖရာကစီရင်မဲ့အကြောင်းအနည်းငယ်ပြောပြခြင်း ਨੇ ဒီလိုပြောတဲ့အခါမှာကျွန်တော်ယုံကြည်သူတွေလည်းအထူးသတိထားဖို့လိုတယ်ဒီနေ့ကျွန်တော် online မှာဝင်မျှနေတာကဝิญဉ္ဇဉ်ရေးဖြစ်တယ်အထူးသဖြင့် log ရေးတဲ့ လောကုတ္တရာရေးရပိုအရေးကြီးတယ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့သွားလာတဲ့အခါမှာယုံကြည်သောသူတို့၌ဖြစ်ရန်သောနမိတ်လက္ခဏာဟုမကငါးကြီးနာမကိုအမိပြုနှက်ဆိုးတို့ကိုနှင်ထုတ်ချလက်တန်းဆိုတဲ့အတိုင်းကျွန်တော်နှက်ဆိုးပူရောသူတွေများစွာကိုနှင်ထုတ်ခဲ့ပေးဘူးတယ်များသောအဖြစ်ရတော့ယုံကြည်သူတွေတော့ခရိယန်လိုအမိခံထားသောသူတွေပဲအချို့ဆိုအမှုတော်ဆောင်တော်ပါသေးတယ်အဲ့မှာမေးလိုက်ရင် ငါတို့ကတော့ရိုးရိုးပဲယုံနေဆိုတာကိုပြောတတ်ကြတယ်ဒီကေရင်ချင်းတော့မရှင်းကြဘူးပေါ့နော်ဆိုတော့တမချန်းစာထဲမှာလည်းအက်သျော်ပြီမှပုံမှန်ဘိမှန်သွားတယ်ပြန်လာတော့လဲတကျန်းစာဖတ်တာတော့ယေသခင်ယေရှုအကြောင်းဟေရှာနဂတိဂျာနာသူနားမလဲအဲ့မှာဖိလိပ္ပုကဧဝံဂေလိတရားဟောတဲ့အခါမှာသူကပြောင်းလဲပြီးချက်ချင်းလမ်းဘေးမှာပတ္တိဇာမင်္ဂလာကိုခံယူခဲ့တယ်ဆိုတော့ကြားဘူးမှာပဲပေါ့နော်ဆိုတော့ဒီနေ့ ဒီနဲ့ဆိုးပြူစားတိုက်ခိုက်ခံရတော့သူများသောအဖြစ်ကငါတို့ရိုးရိုးပဲယုံတယ်။မှန်ပါတယ်။ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာကိုကဘသူ့ကိုယုံတာလဲ။ဘာကြောင့်ယုံတာလဲ။နောက်ဆုံးတစ်ချက်ကဘလို့နီးနဲ့ယုံတာလဲ။ဘသူ့ယုံတာလဲဆိုတော့သခင်ယေရှုပေါ့။ဘာကြောင့်ဆိုတော့မိမိကိုမကယ်တင်နိုင်လို့ကယ်တင်ရှင်ကိုယုံတယ်။ဘလို့နီးနဲ့ယုံတာလဲ။အဲ့ဒါအရေးကြီးပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့မှရှင်းရမယ်ဆိုတော့ရှင်မသက်9:20ပေါ့နော်။ တင်းတို့ကျင့်ပါရီရှဲရီထဲမတိုင်ကောင်းကင်နိုင်ငံမဝေရငါအမှန်ကန်ဆိုတဲ့သခင်ယေရှုကပြောထားတယ်ဘယ်လိုလုပ်တာနိုင်မလဲ633ချက်တော့တာဖို့နေနေတဲ့သားထို633ချက်တော့ဘာမှမသိဘူးဒါပေမဲ့ယောမ34မှာထိုပညတ်တရားအလုံးစုံဟာသခင်ယေရှုထဲမှာစုံလင်ခြင်းရှိတယ်ယောမ69မှာတော့ခရစ်တော်ရဲ့ဝိညာဉ်ကိုမယားတော့သူဟာခရစ်တော်နဲ့မဆိုင် တော့ဘုရားသခင်ကနံဝိညာဉ်ဖြစ်တယ်။နေရာတိုင်းမှာတပြိုင်တည်းရှိတော်ဘုရားဖြစ်တယ်။ဒါဆိုရင်ဒီဘုရားကိုကျွန်တော်တို့ဘယ်လိုယုံကြည်မလဲ။ငါတကားရှိမှရရွေခောက်လျက်နေတယ်။ဆိုတော့ကျွန်တော်တို့စိတ်သလုံးထဲမှာဝင်ရောက်ကျင်းဝတ်လို့တယ်။အဲ့တော့ဒီပညတ်တွေတာလုံအောင်ကျင့်နိုင်ဖို့ကိုအားဖြင့်မရအောင်ကိုတို့အားဖြင့်ပဲရနိုင်မယ်။ဒါကြောင့်ဒီဖက်30ခုမှာ ယုံကြည်ခြင်းဖြင့်ယေရှုခရစ်တော်ကျောင်းစိတ်နှလုံးသားထဲမှာဂျိမ်းဝတ်မယ်။ဆိုအရှင်ယေရှုဖျားကျွန်ုပ်ထဲမှာဂျိမ်းဝတ်ပါ။နောက်ဒီနေ့သူတော်ဘာပြူစာတိုက်ခိုက်တဲ့အခါမှာနတ်ဆိုးတွေပူလို့ရတယ်။ကျွန်တော်တို့ထို့အရှင်တန်ရှင်းတော်ဖျားကျောင်းထဲမှာဂျိမ်းဝတ်ပါ။ကေဒီရှင်နဲ့ဖျားအဖြစ်လက်ခံပါတယ်ဆိုရင်သူကမငင်းပါဘူးပေါ့နော်။ငါထံသူတို့လာတော့သူငါအလျင်းမပယ်။ဆိုတော့ခရစ်တော်ကကျောင်းထဲမှာဝိညာဉ်တော်အဖြစ်ဂျိမ်းဝတ်မယ်။ အဲ့တော့1ကော36သင်တို့ကဖရာရဲ့ဗိမ္မာန်တော့ဖြစ်တယ်ဖရာရဲ့ဝိညာဉ်တော့သင်တို့ထဲမှာဂျင်းဝတ်တယ်မတိကြဘူးလားအဲ့တော့နတ်ဆိုးပြူစားခံရတယ်ဆိုတော့တစ်ချက်ကကျွန်တို့ကိုခရစ်တော်အသွေးတော်နဲ့ဝေယူထားဝေယူထားတော့ကြောင့်ကျွန်တော်ကကိုကိုကိုမပိုင်ဖရာပိုင်တယ်ဖရာပိုင်တယ်ဆိုဘလို့လို့နတ်ဆိုးကတိုက်ခိုက်လို့ရမလဲနောက်တစ်ချက်ကဂလာတိ20ဂလာတိ20ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၏ထဲ၌ရှင်တော်မူ၏ ပြတော့ငါအထက်မှာရှင်းနေသူဘယ်နဲ့ဆိုကဝင်လို့ရတော့မလဲ။အားကြောင့်မလို့ဘာကြောင့်ယုံလဲဘလို့ယုံလဲဆိုတော့နီလန်းပေါ့နော်။ဒီနေ့သင်ပါရီရှာချန်ပီယံဆိုင်အကျင့်တတာလုံလားလို့မေးတာလုံပါတယ်။ကိုအားဖြင့်မို့ကိုရောအားဖြင့်အထူးသဖြင့်ဂျူးတွေဒီ633ချက်ကျင့်တယ်။သူတို့တွေကဖြောင်းမတ်အောင်မရောက်ဘူးတဲ့။တပားမျိုးသားဖြစ်တဲ့ကျွန်တော်တို့ကတော့ဖြောင်းမတ်အောင်ရောက်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ကယုံကြည်ခြင်းအားဖြင့်ဆိုတော့ ီကျောင်းမအော်ရစာအခန်းကြီးကိုအငယ်30 31ကိုဖတ်ကြည့်ပါနော်ဆိုတော့ကျွန်တော်တို့ဟာယုံကြည်ခြင်းအားဖြစ်ပဲထိုကဲ့သို့သောသူကိုအဘယ်နဲ့ဆိုးမှတိုက်ခိုက်လို့မရတော့ပါဘူးနောက်တစ်ချက်ရှင်းဖို့လိုသေးတယ်ကျွန်တော်တို့တခြားဂိုင်းကနားကြီးလည်းလိုတယ်နော်သခင်ယေရှုအားဖြင့်ပဲငါလန်ခီဖြစ်တယ်ငါအားဖြင့်ပဲကောင်းရပုံရောက်နိုင်မယ် ရောစလေးမှာပေါ်ပြထားသလိုနော်ပညတ်တရားရဲ့အကျင့်အပြစ်ဖြောင်းမတ်သူရောက်နိုင်ခရစ်တော်အချီးနှီးအသေးခံပြီဆိုတော့ယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်တာပဲဂလာတိ2:27မှာပေါ်ပြထားတယ်နော်အေဖက်2:8မှာကတော့ယုံကြည်ခြင်းအဖြစ်ပဲဒါကိုဖခင်ကယုံကြည်ခြင်းအဖြစ်ထာဝရအသက်ရပြီးကိုယ့်ရဲ့အကျင့်လေးကိုယ့်ရဲ့အလှူဒါနလေးကိုယ့်ရဲ့နော်ဟို အစားအသောက်ရှောင်ပြီးတော့ဥပုပ်ဆောင်တာလေးထပ်ပေါင်းထည့်မယ်ဆိုတော့မှားပါတယ်ဒီလိုမှကဲတင်ချင်းရမယ်ဆိုတော့လုံးဝမှားပါတယ်ဒီနေ့ဥပုပ်ဆောင်အစားရှောင်တဲ့ခိုင်းကနာတွေရှိတယ်ရှောင်ပါကဲတင်ချင်းရဖို့ဆိုတော့မှားပါတယ်ပညတ်တရားရဲ့အကျင့်ကိုအမိပြုသောသူတိုင်းကျင့်ချင်းကိုခံရမယ်လို့ပေါ်ပြထားပါတယ်ပညတ်တရားရဲ့အကျင့်အဖြစ်လည်းဖြောင်းမတ်သူမရောက်နိုင်ဒါကြောင့်မလို့ဥပုပ်ဆောင်မှာအစားရှောင်ပါ ကဲတင်ချင်းရဖို့ဆိုမှားတယ်ကဲတင်ချင်းရလို့ဆိုသူများတဲ့အစာရှောင်းပါသူများတဲ့ကျင့်ပါဒါဆိုတော့မှန်တယ်ဖះအောင်ကြောက်လို့မဟုတ်ဘူးချစ်လို့ဖះသားဖြစ်ဖို့မဟုတ်ဘူးဖះသားမလို့ဆိုရင်တော့မှန်တယ်နော်ဒီကျမ်းစာထဲမှာပဲမောရှေအပြည့်ပညတ်တရားကိုပြီးတယ်ယေရှုတရားကြယေရှုအပြည့်ဖြစ်တယ်ဒါလေးကိုထပ်ရှင်းပြချင်တယ်ဆိုတော့ကိုယုံကြည်ကြောင်းကိုဘာနဲ့တက်တည်ပြရမလဲဆိုတော့ဒီ ရာကုန်သုံးမှာအချက်မပါတဲ့ယုံကြည်ခြင်းအသေးပဲဆိုတော့ကြောကေတင်ချင်းရဖို့ယုံကြည်ခြင်း100ပဲအချက်မပါအောင်ဒါဆိုရင်ငရေကလွတ်ပြီကိုယုံုံကြောင်းဘာနဲ့တက်တည်ပြမလဲအနောက်မှာတက်တည်ကတော့အချက်100ပါဆန်ပဲဆိုတော့ကိုကလှုပ်ယူတာမို့သခင်ယေရှုအမှန်တကယ်လက်ခံယုံကြည်ပြီးတဲ့အခါကိုယ်အသက်တာထဲမှာဖြစ်လာတာဖြစ်တယ်နော်အရင်တော့ကတော့မကောင်းတာကိုစူးစမ်းရှောင်နေရတယ်အခုကရှောင်စရာမလိုမလုံချင်တော့ဘူး ဒီအရာတွေပေါ့နော်ဒါကိုရှင်းဖို့လိုတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရှိသမျှခရစ်တော်ရဲ့တရားပလင်ရှိကိုရောက်အောင်ငါတို့ရှိသမျှလို့နော်အဲ့ဒါက2ကော5 10မှာကျွန်တော်ကိုယ်ခံနိုင်တဲ့ကျင့်တော်အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးပြည့်စုံခံစားရမယ်ဒီနေ့ကျွန်တော်အသက်ရှင်တဲ့အခါသတိထားပါကျွန်တော်ကိုယ်ခံနာအကျင့်တွေကျွန်တော်တို့ခရစ်တော်ရှိကိုရောက်အောင်တကောသုံးပါလေကျွန်တော်တို့အလုတ်အသီးသီးကိုစစ်ဆေးအောင်မယ်အဲမကောင်ရုံးမျက်ချောင်းမီးအပြစ်စစ်မယ် ဆိုတော့ကျွန်တော်တို့အဲ့အချိန်ကျမှနောင်တရလို့မရတော့ဘူးပေါ့နော်ဒီနေ့ကျွန်တော်အသက်ရှင်ကြံတဲ့အခါမှာကျွန်တော် အားနေချက်တွေနဲ့တာမန်လူနဲ့မထူးတဲ့အသက်တိုင်းနဲ့အများကြီးအသက်ရှင်ခဲ့တယ်အခုကြံရှိသောအသက်တာမှာကျွန်တော်ဖရားအလိုတိုင်းအသက်ရှင်မယ်နော်ကျွန်တော်မှရှိတဲ့ငွေကြေးတွေနော်သူတို့ကပေးလူထားတာတွေကိုရောဒါအောင်ပဲမှာပေးလူရမလဲကိုရောညံပညာပေးပါ ကို့အတွက်မဖြစ်အောင်အသက်ရှင်ခြင်းကိုနော် ပြီးတော့မှလှုပ်ဆောင်ခြင်းပေးလှူခြင်းအားလုံးကကိုရောအတွက်ပဲဖြစ်ရမယ်။ကောင်းသောမြေမှာပဲကျွန်တော်လှူခြင်းတယ်။နော်ဘာသာတရားအတွက်မဟုတ်ပဲနဲ့ကိုရောနိုင်ငံတော်အတွက်ဖြစ်ရမယ်။စသဖြင့်ပေါ့နော်။ငွေကြေးငါးပြားတစ်ချပ်မှစပြီးကျွန်တော်တို့သစ္စာရှိဖို့လိုအပ်တယ်။နောက်ကျွန်တော်တို့ကတရားဟောဆရာတွေဆိုရင်ပလင်ပေါ်မှာနိုင်ဝက်ပဲဟောတာ။သူအသက်တာတပတ်လုံးဟောတယ်။ကျွန်တော်တို့စင်ကျင်ဖို့လိုတယ်။ ။ဒါကြောင့်မလို့ကျွန်တော်တို့တမလွန်မှာယုံကြည်သူတွေစီရင်ခြင်းရှိပါသေးတယ်။နောက်တစ်ချက်နော်ဗျာဒိတ်20မှာတော့ခရစ်တော်ကြောင့်မကြားတဲ့သူတွေဘယ်လိုလုပ်မလဲ။နော်။အဲသမုတ်တရားနဲ့ရှိသောလူတွေတို့လည်းကောင်းမရဏနဲ့မရဏနိုင်ငံမှာရှိသမျှသောလူတွေတို့လည်းကောင်းခရစ်တော်ရှေ့မှာစီရင်ခြင်းကိုခံရအောင်မယ်။လူတယောက်ကသေဆုံးသွားဝိညာဉ်ထွက်တာနဲ့ဆာယာမရဏနဲ့ပရတိတုဘုံရောက်တယ်။ပြီးရင်တော့ဗျာဒိတ်20နော်ခရစ်တော် အုပ်ဆိုးတဲ့နှစ်တစ်ထောင်ကာလအဆုံးမှာတော့အားလုံးကိုစီရင်မဲ့အကြောင်းအဲ့မှာအသက်စာဆောင်ပြီးအခြားသောစာဆောင်တို့ကိုဖွင့်ထားပြီးလူအသီးသီးတို့ရဲ့အကျင့်အတိုင်းစီရင်မယ်။ကျောင်းငယ်ငယ်တော့ကုသိုလ်တပည့်ငရေတပိတ်သား။အခုကကုသိုလ်တပည့်ငရေရတလဲတယ်နော်။ဒါကြောင့်မလို့ကောင်းတာလုပ်ကောင်းတာရောက်မယ်ဆိုတော့စဉ်းစားစရာပေါ့နော်။ဆိုတော့တချို့ကလည်းဖရားရဲ့စီရင်တဲ့အတိုင်းပဲဆိုပြီးတော့မှတချို့ဘာသာခံယူကြတယ်။ဆိုတော့ဘယ်လိုလွတ်နိုင်မလဲ။ နမနောက်တစ်ဘာသာတစ်ခုကြပြန်တော့လေတန်တရားလေချင်းကျွန်တော်လေ့လာတဲ့အခါမှာလွတ်မြောက်ဖို့ကိုမမြင်ဘူးနောက်ပုံတွေရောက်သွားလေကျင့်စဉ်တွေကမြင့်လာလေလေအဲ့မှာမှားရင်ဟိုးအောက်ပြန်ဆင်းရအောင်မယ်ဒါကတော့ကိုယ့်အပိုင်းမို့ပေါ့နော်ဒါကြောင့်မလို့ဖရာများအရှင်များမြောက်များစွာရှိခဲ့ပါတယ်ဖရာကတော့ကောင်းကင်ဘုံငရဲကျွန်တော်နဲ့မထိုက်တန်တဲ့တန်ရှင်းရဘုံမှာရနေရတနေရရောက်ကျွန်တော်နဲ့ထိုက်တန်တဲ့လန်ဝါကားတိုင်ပေါ်မှာအစားထိုးနေရယူပေးခဲ့ပြီးဖြစ်တယ် ပြီးအမှုပြီးပြီးအမှုပိတ်လိုက်အဲမှာဘာသာတစ်ခုကတော့ကိုကျင့်မှကိုရတာအမှုပိတ်တာလက်မခံနောက်ဘာသာတစ်ခုကတော့အမှုမပြီးသေးအမှုပြန်ဖွင့်တယ်မိတို့ပင်ဆိုစေလူသားတိုင်းကဲနေခြင်းတို့ရောက်ရင်တမန်တရားသိစေကြောင်းနှိငယ်ဝင်ကားပါတယ် God bless you